အမှန်တကယ်တော့တောက်ကြသားသမီးတွေကရီးသားမရတာမဟုတ်ဘူးရီးသားမထားခြင်းသေးတာအဲ့ဒါကလောကမှန်တယ်နော်ဘာကြောင့်လို့ဆိုတော့တောက်ကြသားသမီးတွေရဲ့အတိတ်မှာကြုံငင်းရတဲ့အဖြစ်ပြက်လေးတွေအခြေအနေနဲ့ပတ်သက်ပြီးတော့မှဒီတောက်ကြသားသမီးတွေရဲ့အတိတ်တုန်းကကြုံငင်းရတဲ့အဖြစ်ပြက်အခိုက်အတန့်လေးတွေကအရန်ကိုကြည်ကွဲဝမ်းနေစရာကောင်းတဲ့အဖြစ်ပြက်မျိုးတွေဒီကြုံငင်းရတာဖြစ်တဲ့အတွက်ကြောင့် အဲနောက်ထပ်ကိုကချစ်သူကြီးသားထားဖို့အတွက်ကိုနည်းနည်းလေးလက်တွတ်နေတဲ့သဘောတရားတွန့်ဆုတ်နေတဲ့သဘောတရားဒီလိုပုံစံမျိုးရှိတာအမှန်တကယ်တော့တောက်ကြသားသမီးတော်တော်များများကချစ်သူကြီးသားလိုချင်တယ်ဆိုလို့ရှိရင်ရပ်ပိုင်းတွေရတကယ်ပြောတာတောက်ကြသားသမီးတွေကိုကိုကြိုက်မဲ့သူချစ်မဲ့သူကိုကိုဘယ်လိုပြောရမလဲသဘောကျတဲ့သူကိုကိုလာပြီးမှဖွင့်ပြောတဲ့သူကိုကိုနည်းနည်းလေးသဘောကျတဲ့အရေးအောင်ပြထားတဲ့သူတွေအများကြီးပဲရှိတယ်တောင်းလို့ပုံနေတာကိုကအဲ့ထက်ကနေခေါင်းခေါက်ပြီးတော့မှကြိုက်တဲ့တယောက်ရွေးလို့ရတယ်ချစ်သူကြီးသားထားခြင်းလွယ်လွယ်လေးတပတ်နဲ့ရတယ်ဒါပေမဲ့ ိုယ့်ရဲ့အတိတ်မှာဖြစ်ခဲ့မှုတဲ့အခိုက်အတန့်လေးတွေအရန်ကိုနည်းနည်းလေးစိတ်ထဲမှာခံစားခဲ့ရတဲ့အဖြစ်အပျက်မျိုးလေးတွေရှိခဲ့တဲ့အတွက်ကြောင့်တောက်ကြသားသမီးတွေကအဲနောက်ထပ်အစ်ချစ်သူအစ်စ်ထားဖို့အတွက်ကိုတွန်းဆုံနေတဲ့သဘောတရားအဲငါနောက်ထပ်ချစ်သူရီသားအစ်တထားလိုက်လို့ရှိရင်အရင်ကကောင်လူမျိုးဖြစ်လာမလားအင်းအရင်တော့ကလူလူမျိုးငါပြန်ကြုံရင်ငါ့ရဲ့အခြေကြီးကပိုဆိုးသွားလိမ့်မယ်ဆိုတော့ငါဒီလူတယောက်ကိုငါယုံရောယုံကြည်ရပါမလားငါနောက်ထပ်ချစ်သူရီသားထားမယ်ဆိုရင်နောက်ထပ်ချစ်သူရီသားရလာမယ်လူအစ်စ်က အဲအရင်ကကောင်လိုမျိုးပုံစံမျိုးတွေဖြစ်နေလို့ရှိရင်ငါဘာလို့လောက်ရမလဲပေါ့ဒီလိုပုံစံမျိုးအဲစိတ်ကူးတွေအတွေးတွေရှိနေတဲ့အတွက်ကြောင့်မလို့တောက်ကြသားသမီးတွေကသူကချစ်တူရီတာမရှိဘူးအဲ FA ဖြစ်နေတာတို့အဲငါရီတာမရှိပါဘူးတို့အများနဲ့ကြိတ်ကွဲနေရတယ်ဒီလိုပုံစံမျိုးတွေအများအများသောအားဖြင့်ဖြစ်နေတာဆိုတော့တောက်ကြသားသမီးတွေချစ်တူရီတာလိုချင်လွယ်လွယ်လေးချက်ချင်းရမထားခြင်းသေးလို့မထားတာဒီလားမထားခြင်းသေးလို့ကိုမထားတာတောက်ကြသားသမီးတွေကချစ်တူရီတာချစ်တူရီတာရဖို့ကလွယ်တယ်နော်ချစ်တူရီတာရပြီးတော့ အဲ့လူနဲ့ပတ်သက်ပြီးတော့လာမယ့်အနာဂတ်တွေတိဆောက်ဖို့တော့ခဲရင်တာတောက်ကြတမ်းမီတွေစိတ်ကကြောက်တော့ရိုးရှင်းတယ်ချစ်တူဤသားတယောက်ရလာပြီဆိုလို့ရှိရင်အဲ့တယောက်နဲ့မပြတ်သေး၍ကိုကိုတိုင်းအနေနဲ့ကဖောက်လွဲဖောက်ပြန်ဖြစ်တာမျိုးကတော်တော်လေးရှားတယ်တောက်ကြတမ်းမီတွေမှာမရှိဘူးတော့မဟုတ်ဘူးဒါပေမဲ့တောက်ကြတမ်းမီတွေစိတ်ထဲမှာချစ်တူဤသားရပြီဆိုတာနဲ့အဲ့ချစ်တူဤသားနဲ့အနောင်လာမယ့်အနာဂတ်တွေမှာဘလို့ဘလို့ဘလို့လေးစီစဉ်သွားကြမယ်ငါတို့နှစ်ယောက်ရဲ့ဒီအနာဂတ်ကိုငါတို့ဘလို့မျိုးတိဆောက်သွားကြမယ်အခြေအမှတည်မြဲခြင်းနဲ့တယောက်ဆိုတယောက်ဘရောက်ဆိုဘရောက်အဲဒီလိုပုံစံမျိုးတွားခြင်းတယ်ဆိုတော့ ဲစိတ်ကူးဆန္ဒတွေကအများကြီးပဲရှိတယ်။ဒါပေမဲ့ချစ်တူရီသားကိုကကောင်းမယ်ထင်ပြီးတော့မှချစ်တူရီသားယူချိန်လိုက်တဲ့ဆိုတဲ့အနေထားမှာအဲ့ဒီကောင်းမယ်ထင်တယ်ဆိုပြီးမှယူချိန်လိုက်တဲ့သူကလည်းအချိန်ကြီးကြာလာတဲ့ခါမှာဟိုးအရင်ကောင်းလို့မျိုးပြဿနာတွေမီထွန်းရှာပြီးမှအဆင်မပြေရဖြစ်ပြီးတော့မှဟာငါ့ရဲ့အခြေကအရင်ကလိုမျိုးပြန်ဖြစ်သွားပါပြီလားဆိုတဲ့အခိုက်အတန့်မျိုးတွေများသွားပြန်ဖြစ်သွားတာဒီအတွက်ကြောင့်တောက်ကြတာလည်းမိတွေကကိုယ့်ကိုအခြေကကံမကောင်းနေသလိုလိုညံ့နေသလိုလိုခံစားနေရတာသူများတွေအမြင်မှာလဲဟာဒီတောက်ကြသားသမီးဒီကောင်မလေးကကြီးသားလည်းမရှိဘူးကွာတက်ကဘလောက်ရှိနေပြီကြီးလူကြီးသားမထားသေးဘူးလားမသိပါဘူးဒီလိုပုံစံမျိုး းညီပြောနေကြတာမျိုးညီခံရတာအမှန်တကယ်ကိုကိုကိုတိုင်းအနေနဲ့ကကိုကိုကိုသိတယ်ကိုကမထားကျင်သေးလို့မထားတာထားကျင်ချက်ချင်းရတယ်ဒီလိုပုံစံမျိုးနော်ဆိုတော့တောက်ကြသားသမီးတွေကဒီအတိတ်မှာကြုံခဲ့ရတဲ့အဖြစ်အပျက်လေးတွေကနည်းနည်းပေါ့အဲဒီအခုလက်ရှိပြစ်ဆုတ်ပန်းထီကိုဒီအတိတ်မှာဖြစ်ခဲ့တဲ့အရာလေးတွေကအဲရှိနေတုံးပဲ trauma လို့ပြောရမလားပဲကိုယ့်စိတ်ထဲမှာအခံလေးတွေကရှိနေတုံးဒုံပဲဖြစ်တဲ့အတွက်နောက်ထပ်လာမဲ့လူကိုက အဲယုံကြည်ပေးဖို့အတွက်ရန်ကုန်တို့ယုံကြည်ပေးဖို့အတွက်ခဲရင်နေသေးတာအဲဒီလိုသဘောတရားမျိုးဖြစ်ပါတယ်နော်မနေ့ကတောက်ရသားသမီးတွေကအခြေခံမကောင်းတာမဟုတ်ပါဘူးအခြေခံကောင်းပါတယ်အဲလူရွေးပဲမှားခဲ့တာပေါ့နော်ဟုတ်ကဲ့ပါချိန်ပြိုက်တင်ပါတယ်